Yeah, we're gonna be helping. We've already alerted the people. Yeah, it's terrible what's happened. It's a real bad one, and we will be helping. We've already spoken with the country. Okay, please. อันนี้เพียงแต่ยูนิตี้วอสติอาร์มิมาเลยเมื่อมาเงินไปด้วยเจ็ดหนึ่งพันล้านกุญแจสุดเจ้าพบยาทารายสิบวันเดียวเช่นกุญแจมือในลูดานาโร <laughs> ကိုနိုင်ရှူကျော်နဲ့အကယ်ဒမီဝုံမုံရွှေတို့ကတိန်း300လူသန်းသားကိုလည်းတွေ့ရပါလိမ့်။ယူနန်ပြည်နယ်ကနေပြီးတော့29ရက်နေ့3လ2025မနေ့9:05မိနစ်မှာရန်ကုန်လေးစိတ်ကိုကူညီကယ်ဆယ်အဖွဲ့ဝင်38ဦးနဲ့ရောက်ရှိလာတော့တွေ့ရပါလိမ့်။၎င်းအဖွဲ့ဝင်38ဦးနဲ့အတူကဲဆယ်ကူညီအသုံးပြုတဲ့ပစ္စည်းအစုံ၅သံပါဝင်တော်တွေ့ရပါတယ် ယခုလာရောက်ခဲ့တဲ့အဖွဲ့ဟာပြည်ပနိုင်ငံအကူအညီနဲ့ပထမအဆုံးရောက်ရှိလာခဲ့တဲ့အဖွဲ့ဖြစ်ပါလေ။တလောယုံတင်ထားတဲ့မြေစာရုပ်ရှင်ဇာတ်ကားထုတ်လွှင့်တဲ့ရွှေနဒီထုတ်လွှင့်ရတဲ့3900မှသည့်လူတန်းတော့တွေ့ရပါလေ။နယ်လီဆိုင်အမတ်3ရွှေကွက်ခိုင်ဖြစ်ပါလေ။ရှမ်းခေါက်ဆွဲကိုအခမဲ့3000နဲ့ဖြစ်ပါလေ။ဒုတိယဆိုင်ကတော့65လမ်းနဲ့185လမ်းဖွင့်ထားတဲ့ Bia Prince ဆိုင်ဖြစ်ပါလေ။ ။အဲအခမဲ့သုံးဆောင်နိုင်ပါလေ။နံပါတ်3ဆိုင်ကတော့ဇော်လိုင်းဂျိုဆိုင်ဖြစ်ပါတယ်။39နဲ့ဘုံလန်းကြားမှာရှိပြီးတော့ထမင်းဖြူအခမဲ့ဝေတယ်လို့သိရပါတယ်။နံပါတ်၄ဆိုင်ကတော့ချီလီချာချာဆိုင်ဖြစ်ပါတယ်လိပ်စာတော့ပေါ်ပြမထားတော့တွေ့ရပါတယ်ဒီနာမှာနေသူများကိုစားစရာတောက်စရာများအခမဲ့ဝေဖန်လို့တည်ရပါတယ်ဟုတ် 54နဲ့လမ်း30ကြားမှာရှိတဲ့39ပါဖြစ်ပါလိမ့်။အခမဲ့ထမင်းဖြူတွေကိုဝေးပြီမယ်လို့သိရပါတယ်။ထမင်းကြော်တွေအခမဲ့ဝေးမယ်007 beach ပါဖြစ်ပါတယ်။သူကကွင်းပြင်ရှိတဲ့အတွက်ကွင်းပြင်မှာလည်းနားနေလို့ရတယ်လို့ပြောပါတယ်။ Number 9စားတော့ဆန်ရတော့60နဲ့35လမ်းမှာရှိတဲ့ wide down နဲ့စားတော့ဆန်ဖြစ်ပါတယ်။ in 718ဆန်ဖြစ်ပါတယ်။ စားစားတောက်ဆရာများအခမဲ့ရရှိနိုင်တယ်လို့သိရပါတယ်။ပြောပြခဲ့တာကမန္တလေးမြို့မှာအစားစရာတောက်ဆရာရရှိနိုင်တဲ့ဆိုင်ရှစ်ဆိုင်အကြောင်းဖြစ်ပါတယ်။ဦးကြီးကျေးဇူးကြမဲ့လူတွေအကြောင်းကိုစူးစီးဖော်ပြလိုက်တာဖြစ်ပါတယ်။